2021ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာကျောင်းမရေးစနစ်ဟာလုံးဝနှိပါပြိုလဲသွားပြီးတော့ကုသယောဂါတွေနဲ့နာတာရှည်ယောဂါဆိုတဲ့ဝင်တုံးဝင်ပိုးနှစ်ခုကိုတပြိုင်တည်းထဲရင်ဆိုင်နေရပါတယ်။အာနာပြည်စံရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ကျောင်းမရေးဝန်ထမ်းတွေကိုစေကုသအခွင့်လိုင်စင်ပိတ်သိမ်းတာဖမ်းဆီးတာနဲ့ပြပထွက်ခွာခွင့်တားမြစ်တာတွေကိုစစ်ကောင်မရှင်ကစနစ်တကျဖိနှိပ်နေတာပါ။ အဲ့ဒီပြိုလဲသွားတဲ့ကျမရဲ့စနစ်ရဲ့အရေးအောက်မှာတော့မြမပြည်သူတန်းပေါင်းများစွာဟာအထင်းကုတ်မဲ့နေတဲ့စေကန်သက်တစ်ခုပေါ်ထွန်းလာခဲ့ပြီးအဲ့ဒါကတော့ smartphone မျက်နှာပြင်ရဲ့အဆုံးမဲ့ scroll လောက်ခြင်းပဲဖြစ်ပါတော့တယ်။ဒီလိုပြုလုပ်တာဟာကျမရဲ့ဆိုင်းရာသတင်းအချက်အလက်နဲ့အထောက်ပံ့အတွက်အ धिक နေရာတစ်ခုဖြစ်လာပြီးမဲ့အနေရများစွာရှိနေပါတယ်။အထူးသဖြင့် TikTok လိုမျိုး platform တွေပေါ်မှာရှိတဲ့စိတ်ကြမ်းမာရေးဆိုင်းရာဆွေးနွေးမှုတွေဟာ အသိပညာပေးဖို့နဲ့အတိုင်ဝန်တည်ဆောက်မှုကိုအားပေးပေမဲ့လည်းသတင်းမှားဖြန့်ချိမှုမိမိဘာသာယောဂသတ်မှတ်မှု self diagnostic နဲ့ cyber bullying လိုမျိုးစိုးကျိုးတွေကိုပဲဖြစ်ပေါ်စေပါတယ်။ cyber bullying ဆိုတာဟာစိတ်တက်ကြတာမိမိကိုယ်ကိုတံပိုးမထားခြင်းနဲ့တေချောင်းကြံစီခြင်းအထိဖြစ်စေနိုင်တဲ့ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဆိုလိုတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ပြိပခနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုလူမှုမီဒီယာပေါ်မှာအလွန်ကြုံမြင်တွေ့ရတာဟာစိုးရိမ်ပူပန်မှုနဲ့စိတ်တက်ကြချင်းဆိုတဲ့စိတ်ကြမ်းမာရေးအကျက်အတဲကိုပို့ပြီးတော့ကြဲပြန့်စေတဲ့အဓိကအကြောင်းရင်းဖြစ်လာပါတယ်။တစ်ချိန်တည်းမှာတော့ပြိပခတွေကငှက်ဖျားယောဂဖြစ်ပွားမှုက၁၀ဆာ၊တီဘီယောဂဖြစ်ပွားမှုက၂ဆနီးပါးတိုးလာခဲ့ပြီးတော့စေဝါပြက်လက်မှုနဲ့ဈေးနှုန်းကြီးမြင့်မှုတွေဟာနာတာရှည်ယောဂရှင်တွေအတွက်အသက်အရွယ်ကိုချိမ့်ချောက်နေပါတော့တယ်။ အဲ့ဒီအခြေအနေတွေဟာမြန်မာနိုင်ငံရဲ့ပြည်သူ့ကျန်းမာရေးစနစ်အတွက်ရှုပ်ထွေးနက်နဲတဲ့စိန်ခေါ်မှုတွေကိုမိမောင်းထိုးပြနေပါတယ်။ပြိုလဲနေတဲ့မြန်မာနိုင်ငံရဲ့ကျန်းမာရေး2021ခုနှစ်ကနေ2025ခုနှစ်အတွင်းမှာမြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်ဟာပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့စနစ်ကျတဲ့ဖိနှိပ်မှုတွေကလုံးဝပြိုလဲနေပါဖြစ်တဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီအကြတဲ့ဟာကျန်းမာရေးဝန်ထမ်းတွေစီးဝါထောက်ပံ့ရေးနဲ့ယောဂထိန်းချုပ်ရေးရန်ရာတွေအပေါ်အလွန်ဆိုးရွားစွာပဲတက်ရောက်မှုရှိခဲ့ပါတယ်။ စီရီယမ်ကျမ်းမာရေဝန်ထမ်းတွေအပေါ်စစ်ကော်မရှင်ရဲ့ဖိနှိပ်မှုစစ်ကော်မရှင်ဟာအာဏာပြည်ဆန်လှုပ်ရှားမှုစီရီယမ်မှာပါဝင်တဲ့ဆရာဝန်တွေနဲ့ကျမ်းမာရေဝန်ထမ်းတွေကိုပြစ်မှတ်ထားပြီးတော့နီလန်မျိုးစုံနဲ့ဖိနှိပ်နေပါတယ်စီရီယမ်ဝန်ထမ်းတွေရဲ့စားမလိုင်စင်တွေကိုတတ်တမ်းမတိုးပေးတာအသက်မထုတ်ပေးတာတွေနဲ့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုရပ်တန့်စေပါတယ် စီရီယမ်ဆရာဝန်တယောက်ကစီရီယမ်တွေကိုမျိုးစုံဖိနှိပ်တာဘာလိုင်းစင်မလုပ်လို့မရဘူးတကယ်လို့ဆရာဝန်မလုပ်ဘဲနဲ့တခြားအလုပ်ပြောင်းလုပ်မယ်ဆိုရင်တောင်လိုင်းစင်မရအောင်လုပ်တဲ့ပြဿနာအထိရှိရလို့ပြောပါရယ် NUG ကအတိမတ်ပြုထားတဲ့ဆေးလက်မှတ်နဲ့ပြည်ပကိုပညာတော်တွေသွားဖို့ကြိုးပမ်းခဲ့တဲ့ဒေါက်တာကေစင်ထွန်းလိုမျိုးဆရာဝန်တွေကိုနမည်ပြစရင်သွင်းပြီးတော့ဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါရယ်2020ပြည်နှစ်မှာအလုတ်တင်ဆရာဝန်1022ယောက်ထဲက800ကျော်ကိုနမည်ပြစရင်တင်သွင်းခဲ့ပါရယ် နိုင်ငံကိုလက်မှတ် passport တွေကိုပိတ်ထားတာဟာလဲကျွမ်းကျင်ဝန်ထမ်းတွေပြပထွက်ခွာတော့ကိုတားဆီးထားတာပဲဖြစ်ပါတယ်2025ခုနှစ်ဩဂတ်လ31ရက်နေ့အထိကျန်းမာရေးဆောက်ရှောက်မှုဆိုင်ရာတိုက်ခိုက်မှု169ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ကျန်းမာရေးဝန်ကြမ်း62ယောက်ကိုဖမ်းဆီးခဲ့ပြီး32ယောက်ကိုတပ်ဖြတ်ခဲ့တာဟာလည်းရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုပဲဖြစ်ပါတယ်။အဲ့ဒီလောက်ရက်တွေဟာကျန်းမာရေးဝန်ထမ်းအင်အားကိုချိနဲ့စေပြီးတော့ပြည်သူ့ကျန်းမာရေးဆောက်ရှောက်မှုရရှိနိုင်မှုကိုတိုက်ရိုက်ထိခိုက်စေပါတယ်။ စီးပွားပြက်လက်မှုနဲ့ဈေးနှုန်းမတည်ငြိမ်မှုစီးပွားရေးမတည်ငြိမ်မှုနဲ့စစ်ကောင်မရှင်ရဲ့စီးပွားတွေတင်သွင်းမှုဆိုင်ရာစီးမြင်စီကံတက်တွေကစီးပွားထောက်ပံ့ရေးကွင်းဆက်တွေမှာပြင်းထန်စွာပြတ်တောက်ခဲ့ပါတယ်2024ခုနှစ်နှောင်းပိုင်းမှာစေဝါတင်သွင်းမှုတွေကိုပြပပိုးကုံဝင်ငွေနဲ့ချိတ်ဆက်တဲ့မူဝါဒတက်ကကုမ္ပဏီတွေရဲ့စေးတင်သွင်းခွင့်လိုင်စင်တွေကိုပယ်ပြတ်ခံရပြီးစေဝါပြက်လက်မှုဆိုးရွားလာပြီးတော့ကန့်သက်ချက်တွေများပြားလာပြီးတော့မရှိမဖြစ်လိုအပ်တဲ့စေဝါရဲ့ဈေးနှုန်းကလည်းထိမ့်ချုပ်မရအောင်ကိုမြင့်တက်လာခဲ့ပါတယ်။ အဲဒီနောက်တရဝန်ကျမ်းမာရေးစောင့်ရှောက်မှုတွေလက်လန်းမမိနိုင်လို့ပြည်သူတွေဟာယောဂလက္ခဏာတွေတက်တာဖို့ရာကိုယ်သဘောနဲ့ကိုအပြားကျဆေးတွေအကြိုက်ခဲပြောက်ဆေးတွေကိုအဓိကအားထားလာကြပါတယ်အထူးသဖြင့်တော့ပရိစီဝါစီဖြစ်တဲ့အမောက်ဆလင်ကိုဆရာဝန်ညွှန်ကြားခြင်းမရှိဘဲနဲ့သုံးဆွဲမှုက80.64ရာခိုင်နှုန်းအထိအလွန်မြင့်မားနေပြီးတော့ဆေးရင်ပါမှု AMR အနေရကိုကြီးထွားစေပါတယ်။ယောဂဖြစ်ပွားမှုနဲ့လူသားချင်းစာနာမှုအကျက်အတဲ့ ကျမရဲ့စနစ်ပြိုလဲမှုနဲ့ပြိပခါတွေကယောဂဖြစ်ပွားမှုပုံစံတွေကိုတည်တည်တသာပြောင်းလဲလာခဲ့ပါတယ်။ငှက်ပြယောဂဟာ2020နဲ့2023ခုနှစ်အကြားဖြစ်ပွားမှုနှုန်းဟာ10%တိုးလာခဲ့ပြီးတော့အထူးသဖြင့်ကရနီပြည်နယ်နဲ့နေဆက်ဒေသတွေမှာအဖြစ်များပါတယ်။ TB ယောဂဖြစ်ပွားမှုနှုန်းကနှစ်ဆနေပါတိုးလာခဲ့ပြီးတော့ဆေးရင်ပါ TB MDR TB ပြန့်နှံ့နိုင်ခြေကိုမြင့်တက်စေခဲ့ပါတယ်။ နေရဆုတ်ခွာရသူများစခန်း IDP တွေမှာတော့လူဦးရေ3.3တန်းကျော်ဟာပြင်းထန်ဝမ်းပြက်ဝမ်းလျှော AWD နဲ့အရေးပြပိုးဝင်မှု Scabies ရောဂါတွေအစုလိုက်ဖြစ်ပွားနေပါတယ်။2025ခုနှစ်မှာမြန်မာနိုင်ငံမှာလူဦးရေ12.6တန်းဟာကျန်းမာရေးအကူအညီလိုအပ်မှာဖြစ်ပြီးတော့စုစုပေါင်းလူသားချင်းစာနာအကူမှုအကူအညီလိုအပ်သူ16.6တန်းအထိရှိလာမယ်လို့ WHO နဲ့ UNICEF တို့ကခန့်မှန်းထားပါတယ်။ အထူးသဖြင့်ရခိုင်ပြည်နယ်၊စကိုင်းတိုင်းနဲ့ဂရနေပြည်နယ်တွေမှာအခြေအနေအဆိုးရွားဆုံးဖြစ်မှာဖြစ်ပါတယ်။စိတ်ကြမ်းမာရေးအပေါ်လူမှုမီဒီယာရဲ့တက်ရောက်မှုကျမရေးစနစ်ပြိုလဲလာတာနဲ့အမျှလူမှုမီဒီယာဟာလည်းကျမရေးဆိုင်ရာအချက်အလက်အထောက်ပံ့တွေနဲ့ဆိုးနှိမ်မှုတွေအတွက်အဓိကနေရာတစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ဒါဟာအကျိုးကျေးဇူးတွေရှိသလိုပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေကိုလည်းဖြစ်ပေါ်စေတဲ့နှစ်ဖက်သွားသဖွယ်ဖြစ်နေပါတော့တယ်။မြန်မာနိုင်ငံရဲ့ digital စိတ်ကြမ်းမာရေးအကျပ်တဲ့ လူမှုမီဒီယာပေါ်မှာရှိတဲ့ကျမ်းမာရေးဆွေးနွေးမှုတွေကတော့စိတ်ကျမ်းမာရေးဟာအဓိကအကြောင်းအရဖြစ်နေပါဗျ။ Facebook နဲ့ Telegram လိုမျိုး platform တွေမှာပြိပခအကြမ်းဖက်မှုနဲ့ဆုံးရှုံးမှုဆိုင်ရာအကြောင်းအရာတွေကိုအလွန်ကြုံမြင်တွေ့ရတာကတုံးဆွဲသူတွေရဲ့စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျဆင်းမှုနဲ့အပြစ်ရှိသလိုခံစားရမှုတွေကိုတိုက်ရိုက်မြင့်တက်စေပါဗျ။2021ခုနှစ်အောက်တိုဘာလစက်တန်တခုအရဆိုရင်ပြည်သူသူ60.8%ရာခိုင်နှုန်းဟာစိုးရိမ်ပူပန်မှုနဲ့စိတ်သက်သာခြင်းလက္ခဏာတွေကိုဖြစ်နိုင်ခြင်းမြင်မာနေတာတွေ့ရပါတယ်။ ဒီအချိန်တွေဟာစိတ်ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု MHPSS ဝန်ဆောင်မှုတွေအရေးတကြီးလိုအပ်နေတာကိုပြသနေတာပါထိလွယ်ရှောက်လွယ်အကြောင်းအရာဖြစ်တဲ့လိန်နဲ့မျိုးဆက်ပွားကျမ်းမာရေး SRH လိုမျိုးအကြောင်းအရာတွေအတွက်မရှက်နဲ့လိုအဖွဲ့အစည်းတွေက TikTok နဲ့ Facebook ကိုအသုံးပြုပြီးတော့အသိပညာပေးနေပါတယ်။ပြောရပြီးမင်းမျက်နှာတာကလူငယ်တွေအတွက်အားသာချက်တစ်ခုဖြစ်ပါတယ်။မိမိဘာသာယောဂသတ်မှတ်ခြင်း self diagnostic ရဲ့အန္တရာယ် TikTok လိုမျိုး platform တွေမှာစိတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြန့်နှံ့လာတာဟာလူငယ်တွေကြားမှာမိမိဘာသာယောဂသတ်မှတ်တာတွေအဖြစ်များလာပါတယ်။ကျွမ်းကျင်သူတွေမဟုတ်တဲ့ influencer တွေရဲ့ပြောကြားချက်တွေအကိုအခြေခံပြီးတော့မိမိမှာ OCD, autism ဒါမှမဟုတ်စိတ်တကျယောဂရှိနေတယ်လို့မှားယွင်းစွာကောက်ချက်ချနိုင်ပါတယ်။မာယွန်းရဲ့ယောဂသမတ်မှုဟာမှန်ကန်တဲ့ကုသမှုခံယူဖို့အတွက်နှောင့်နှေးစေပြီးတော့အခြေအနေကိုပို့ပြီးတော့စိုးစိမ်နိုင်ပါတယ်။ ဆိုရှယ်မီဒီယာအယ်ဂိုရသမ်တွေကလည်းတုံဆွဲသူတွေစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုပဲထပ်ခါတလဲလဲပြတာဖြစ်တဲ့အတွက်မှားယွင်းတဲ့ယုံကြည်မှုတွေကိုပိုပြီးတော့ခိုင်မာစေပါတယ်ဒေါက်တာဂျန်နဖာကက်ဆန်စတိုင်းကစိတ်ကျမ်းမာရေးပြဿနာဟာရှုပ်ထွေးပြီးတော့ကျွမ်းကျင်တဲ့ကျန်းမာရေးပညာရှင်ရဲ့စနစ်တကျအကဲပြတ်မှုလိုအပ်တယ်လို့အလေးပေးပြီးတော့ပြောကြားထားပါတယ်။ခက်တဲ့အိမ်သုံးဆရာဝန်နဲ့သူ့ရဲ့နောက်ွယ်ကအန်ရီယံများ တရားဝင်ကျမရဲ့စောင့်ရှောက်မှုကိုလူအများစုကလက်လန်းမှတ်မိနိုင်တဲ့အခါမှာမိမိကိုယ်တိုင်ဆရာဝန်လုပ်ပြီးတော့ယောဂကုသရာကပုံမှန်အလေးထားတစ်ခုဖြစ်လာခဲ့ပါတယ်လေလာချက်တည်းအရာလူအများဆုံးဝယ်ယူတဲ့ဆေးတွေဟာအပြားကျဆေးနဲ့အကိုက်ခဲပြောက်ဆေးတွေလိုမျိုးယောဂါလက္ခဏာကိုပဲတတ်တာဆေးတဲ့ဆေးတွေဖြစ်ပါတယ်။အဲ့ဒီအထက်မှာအနည်းအရှိဆုံးကတော့ပရိစေဝဆေးတွေကိုမိမိသဘောနဲ့တောက်သုံးနေကြတာပဲဖြစ်ပါတယ်။အထူးသဖြင့်အမောက်စလင်ဟာမိမိသဘောနဲ့တောက်သုံးတာမှအများဆုံးဖြစ်ပြီးတော့80%ရာခိုင်နှုန်းရှိနေပါတယ်။ ဝယ်ယူသူ68.6%တမ6ရာခိုင်နှုန်းမှာဈေးတက်ကလုံးမဝယ်ပဲဈေးပြားတွေကိုတလုံးချင်းခွဲပြီးတော့ဝယ်ယူကြပါတယ်။အဲ့ဒီအပြုမူဟာအလွန်အန္တရာယ်ကြီးမားပြီးတော့အားအနည်းဆုံး bacteria တွေကိုပဲတပ်ပစ်လို့အပြင်းထန်ဆုံးနဲ့ဆွေးရင်ပါနေတဲ့ bacteria တွေကိုရှင်သန်ပွားများစေဖို့အခွင့်အလမ်းပေးနေတယ်လို့ဖြစ်နေပါတယ်။အချိန်ကြာလာတဲ့အမျှအဲ့ဒီအလေထားဟာတာမန်ယောဂပိုးဝင်မှုတွေကိုတောင်ကုသလို့မရနိုင်တော့တဲ့အခြေအနေကိုဖန်တီးပေးပါဗျ။ အဲဒီမှာဆေးရင်ပါမှု antimicrobial resistant AMR လို့ခေါ်တဲ့ကြီးမားတဲ့ပြည်သူ့ကျန်းမာရေးအန္တရာယ်ဖြစ်ပါတယ်။အဲဒီဆေးရင်ပါမှုက TB လိုရောဂါတွေကိုကုသဖို့ပိုပြီးခက်ခဲလာပြီးတော့ TB ရောဂါဖြစ်ပွားမှုတွေကနှစ်ဆနီးပါးမြင့်တက်လာခဲ့တာကိုတွေ့ရှိရပါတယ်။ချက်ချင်းကြုံတွေ့နေရတဲ့ကျန်းမာရေးပြဿနာတွေကိုဖြေရှင်းဖို့ကြိုးပမ်းမှုဟာအနာဂတ်မှာပုံမှုကြီးမားတဲ့ပြည်သူ့ကျန်းမာရေးအခြေအတဲကိုမွေးဖွားပေးမှာကတော့ရင်လေးစရာကောင်းလာပါတယ်။ ဒီကုံအဖြစ်မြန်မာနိုင်ငံဟာပြည်သူ့ကျန်းမာရေးစနစ်လမ်းကြောင်းပြောင်းပြန်လှန်ကန်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာပါပြည်ပခစီးပွားရေးကြောက်စင်းမှုတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေအပေါ်ဖိနှိပ်မှုတွေကဆယ်စုနဲ့များစွာတိစောက်ခဲ့ရတဲ့ကျန်းမာရေးဆိုင်ရာတိုးတက်မှုတွေဆုံးရှုံးခဲ့ရပါတယ်တစ်ချိန်တည်းမှာလူမှုမီဒီယာဟာကျန်းမာရေးဆိုင်ရာဆွေးနွေးမှုတွေအတွက်မရှိမဖြစ်နေရာတစ်ခုဖြစ်လာတယ်ဆိုပေမဲ့အနေရများတာကလည်းကြီးမားနေပါတယ် ်မြန်မာနိုင်ငံရဲ့ဗက်ကရီအခြေအနေမှာလူမှုမီဒီယာပေါ်ကစိတ်ကျမ်းမာရေးအကျက်အတဲဟာပြည်ပခန့်နဲ့ဓာတ်ရိုက်ဆက်ဆက်နေလို့ပြည်သူတွေရဲ့စိတ်ဒဏ်ရာကိုပုံမနှဆိုင်စေပါရယ်ပြိုလဲနေတဲ့ကျမ်းမာရေးစနစ်နဲ့ထိန်းချုပ်မှုမရှိတဲ့အွန်လိုင်းကျမ်းမာရေးအကြံပေးမှုတွေကိုပေါင်းစပ်လိုက်တဲ့အခါမှာစေးရင်ပါမှု AM မှာထိန်းချုပ်မရတဲ့နာတာရှည်ယောဂါတွေနဲ့ကျယ်ပြန့်တဲ့စိတ်ကျမ်းမာရေးပြဿနာတွေလိုမျိုးပြည်သူကျမ်းမာရေးဆိုင်ရာဘေးအန္တရာယ်ကြီးတွေအတွက်ဖန်တီးပေးနေပါရယ် အဲ့ဒီအခြေအနေကိုဖြေရှင်းဖို့ကျမရေဝန်ထမ်းတွေကိုကောက်ွယ်ပေးရင်တိကျမှန်ကန်တဲ့ကျမရေအချက်လက်တွေဖြန့်ဝေရင်းနဲ့စိတ်ကျမရေဝန်ဆောင်မှုတွေကိုအရေးတကြီးတိုးချဲ့ပံ့ပိုးပေးရတော့ဟာမရှိမဖြစ်လိုအပ်နေပြီဖြစ်ပါရဲ့ရှင်။